ဝေလာငါတချင်းကတမင်နဲ့တူတယ်ဂုံးလေတတော်ဖြစ်ခဲ့တယ်ဆိုတော့သင်သိပါလားပရိသတ်များမင်္ဂလာပါဗကန်တယ်ထိမဲ့ချန်တဲ့ကနေကြိုးဆိုပါတယ်ဝေလာငါဟာငါမဟုတ်ဘူးဆိုတဲ့စကားကိုသင်ကြားဖို့မှာပါနည်းနည်းတော့ကြောင်တော်တော်နိုင်ပါလိမ့်မယ်ပြီးတော့ဝေလာနဲ့လင်းပိုင်တော်အုပ်စုဟာဘာလို့ရေထဲမှာနေတယ်တခုတီတော်နှိုးတဲ့တတော်ဖြစ်နေကြတာလဲပြီးတော့ဝေလာငါဟာဘာလို့ပင်နေမျက်နှာပြင်ထက်ကိုတက်ပြီးလေးမကြာခဏရှူပေးဖို့လိုအပ်တာလဲဆိုတဲ့မိကုနေကိုကျွန်တော်ဒီနေ့မှာအကုန်ရှင်းပြပေးသွားပါမယ်ဝေလာငါရဲ့စင်ကဲပြောင်းလဲလာပုံတမိုင်းကြောင့်ဝေလာငါရုပ်စုကိုကြည့်မယ်ဆိုရင်အလုံးသိငယ်ပြီးတော့အလုံး လုံးဝတင်းငယ်သွားတဲ့တင်မစုံရိုးတွေကိုတွေ့ရပါလိမ့်မယ်အဲ့ဒီအယိုးတွေမှာနောက်ခြေောက်တွေလုံးဝတွဲမနေပါဘူးဒါအပြင်ဝေလံငါးရဲ့ရပ်ပိုင်းထဲမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့အယိုးစုအစိပ်ပိုင်းတစ်ခုကိုမြင်ရမှာဖြစ်ပြီးတော့ဒီယိုးတွေဟာကုန်းမာနေတဲ့တလိမ့်ဆန်တွေရဲ့လက်အယိုးတွေနဲ့တနည်းအားဖြင့်တော့ဆင်တူပါတယ်ဒီရေပြားနဲ့ဖုံးပြီးရပ်ပိုင်းဖြစ်နေပေါင်းဆက်နေတဲ့လက်ချောင်းအယိုးတွေကိုလည်းကျွန်တော်တို့မြင်နိုင်ပါတယ်ဒီလိုယိုးဖွဲ့စည်းပုံလက္ခဏာရက်တွေဟာယင်းနေ့ခေစီတစင်းလို့ခေါ်တဲ့ဝေလံငါးလက်ပိုင်းနဲ့ four price အပါဝင်ယင်းနေ့နှုတ်တိုက်တတ်တော်ဟာအုပ်စုအလုံးမှာရှိနေပါတယ်သူတို့ကဝေလံငါးရဲ့ဝေးကွာပြီး လုံးဝခြားနားတဲ့ကုန်းပေါ်မှာနေထိုင်ခဲ့မှုတဲ့ဘိုးဘားသမိုင်းအကြောင်းကိုတက်တည်ပြနေတာပါစီရစီအုပ်စုဆိုရာကလေးဝေလံကလပိုင်ပေါ်ပိုက်စတဲ့မျိုးစစ်94မျိုးပါဝင်တဲ့ရင်းနေနိုတဲ့တတဝအုပ်စုတခုပါ။ဒါပြင်သူတို့ကိုရင်းမြင်ဝက်ကလအုပ်တွေရဲ့မျိုးနယ်ဖြစ်တဲ့အာဒီယိုဒတ်ထိုင်လာမျိုးနယ်ထဲမှာထည့်သွင်းထားပါတယ်။ဒါကြောင့်ဝေလံကားနဲ့လပိုင်တွေဟာကုန်းနေတတဝဖြစ်ခဲ့ပြီးတော့တမင်နဲ့တူတဲ့တိလိစံတဲ့မျိုးကနေစင်ကဲပြောင်းလဲလာတာကိုထည့်စင်းစားမိဆိုရင်ဒီချက်ကအံ့ဩစရာမဟုတ်ပါဘူး။ ဒီဗီဒီယိုမှာတော့ကျွန်တော်ဝေလာ9ရီစင်ကေပြောင်းလဲမှုသမိုင်းကြောင်းကိုခြေရာခံသွားမှာဖြစ်ပါတယ်။ယနေ့ကျွန်တော်တို့တည်ထားတဲ့အေယာမသမုတ်တရာဘလူးကြီးတွေကနေစပြီးလွန်ခဲ့တဲ့နှစ်ပေါင်း90ကအေစစ်ကမှာကုန်းမော်ကသူတို့ရဲ့ကုန်းတွေပေါ်အစာပြုတ်ခဲ့ပုံဒီကိုပြန်လည်ဖော်ပြပေးသွားမှာဖြစ်ပါတယ်။ယနေ့ကစီတစီယန်တွေကိုအဓိကအုပ်စုလုပ်စု ခွဲခြားထားပါတယ်။ပထမအုပ်စုကတော့အမေပါဝေလာ9များဖြစ်ပြီးတော့တာမန်အားဖြင့်တော့ဝေလာ9လို့ခေါ်ကြတဲ့အပြာရောင်ဝေလာ9ကြောကုန်းခုံးဝေလာ9 ဥကောင်းတဲ့ဘက်ကဝေလံကစတဲ့ကြီးမားတဲ့ဝေလံကမျိုးစစ်တွေပါဝင်ပါတယ်အမေပါဝေလံကတွေဟာတွားတွေစားခီရာတင်နဲ့ပြုတ်လုထားတဲ့အမေပါလို့ခေါ်တဲ့အမွေးမြင်နေရှိပြီးဒါတွေကိုရေထဲကနေအစားအစာတွေကိုဆစ်ထုတ်ဖို့အတွက်အသုံးပြုပါတယ်အမေပါဝေလံကတွေဟာဒိုင်နိုဆောတွေထက်တောင်မှပိုကြီးတဲ့တက်ရှိတင်ရရှိခဲ့ပူးသူများအကြီးဆုံးတလိမ့်ဆန်တွေဖြစ်ပါတယ်အပြန်ဝေလံကတွေဟာအရှိအားဖြင့်တော့မီတာ30နီးပါးနဲ့အလေးချင်အားဖြင့်ကီလိုဂရမ်2သိန်းတန်100နီးပါးတိကိုရှိနေပါတယ် လူကြီးမကြီးဟာသူတို့ရဲ့အစားစားတဲ့စနစ်နဲ့ရေထဲမှာဆိုရင်သူတို့ရဲ့ကြီးမတွေကိုလေ့ကျင့်ပုံစွဲငင်ရကတက်ရောက်မှုနည်းပါလို့ပဲဖြစ်ပါတယ်။ဒုတိယအုပ်စုကတော့သွားပါဝေလံငါးများဖြစ်ပြီးဒီအုပ်စုမှာတော့သွားရှိတယ်။စီတစီရဲ့နေအားလုံးနှိပါပါဝင်ပါတယ်။ဥပမာဝေးတန်ချုံဝေလံငါးအော်ကာလက်ပိုင်တွေနဲ့ Forbyte တွေတို့ပဲဖြစ်ပါတယ်။သွားပါဝေလံငါးတွေဟာအာယုံခန်းဆောင်မှုစနစ်တွေကောင်းစွာဖွင့်ပြပြီးတော့စုံလာစွမ်းရည်တွေလည်းရှိပါတယ်။တချို့သောမျိုးစိတ်တွေဟာညင်မြမမှုကိုပြသပြီးရှုပ်ထွေးတဲ့လူမှုဖွဲ့စည်းဆိုင်ရာအပြုအမူတွေနဲ့ဆက်ဆံနေထိုင်ကြပါတယ်။ ဒီဥစုနှုတ်ခုကလွန်ခဲ့တဲ့နှစ်တန်း39တန်းခန့်ကဘိုးဘာတဦးစီကနေစတင်ခွဲထွက်သွားတယ်လို့ယူဆရပါတယ်။အမေဘဝေလာငါးဒီဟာသမုတ်ဒီယာရေးစည်းကြောင်းနဲ့အပူချိန်တွေမှာကြီးမားတဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်လာတာကြောင့်အထူးသဖြင့်ခရီးလို့ခေါ်တဲ့တင်းငယ်တဲ့ရေချိုပစုံတွေပေါ်များလာတာမျိုးအဲ့ဒီပအဝင်ချင်းချင်းတွေကိုတုံ့ပြန်တဲ့အနေနဲ့အမွှေးမြင်နေစတင်ဖွံ့ဖြိုးလာပြီးရေကိုစိတ်ထုတ်စားတဲ့တတဝါတွေဖြစ်ပေါ်လာပါတယ်။သွားပါဝေလာငားတွေကတော့ပဲ့တင်တန်းသုံးစူးစမ်းရှာဖွေခြင်းစနစ်ကိုဖွံ့ဖြိုးတိုးတက်စေခဲ့ပြီးတော့အလင်းရောင်နေပါတဲ့စုံဒီမှာအစာရှာဖွေဖို့အတွက် ပုံမှန်နိုင်ရှာစွာရင်ကုန်နိုင်အောင်အကူအညီပေးတဲ့ဆိုနာကိုအသုံးပြုပါတားကောင်တွေကိုအမဲလိုက်ခဲ့ကြပါတယ်ဒီဆိုနာစနစ်ကလွန်ခဲ့တဲ့နှစ်တန်း34တန်းခန့်ကပေါ်ပေါက်ခဲ့ပြီးအစောပိုင်းဖိုးပွားရင်လည်းကွဲပြားတဲ့လက္ခဏာရဖြစ်ပါတယ်ယနေ့ခေတ်စစ်စစ်စည်းရန်တွေရဲ့စင်ကဲပြောင်းလဲမှုကိုဖြစ်ပေါ်စေခဲ့တဲ့ရှီဟောင်းဝီလာငါမျိုးစိတ်တွေဟာဘီဆီလိုစရိုတီမျိုးရင်းတဲ့ကဒရိုဒနင်းထင်းဒရိုဒိုထိတ်မျိုးရင်းခွဲဖြစ်နိုင်ပါတယ်ဒရိုဒိုထိတ်နဲ့ဘက်ဆယ်လီယိုစရိုတီတို့ကွဲပြားတဲ့အချက်ကဒရိုဒနင်းထင်းတွေက ခေတ်သစ်စစ်တစီရင်တွေနဲ့ပုံမစင်တူတဲ့ခန္ဓာကိုယ်ပုံစံပုံမစင်တူတဲ့ခန္ဓာကိုယ်ပုံစံပို့တူသွားကြမှာပဲ Bacillus cereus တွေကတော့ရှေးလျားပြီးတော့မွေးနေတူတဲ့ခန္ဓာကိုယ်ပုံစံရှိကြပါတယ်သူတို့တွေကရေးပါတဲ့မျိုးစေ့တစ်ခုဖြစ်တယ် Bacillus cereus ဆရာအရှိမီတာ16မီတာအထိရှိနေပါတယ်အကြီးဆုံးမျိုးစေ့ဖြစ်တဲ့ Parasitas Parasitas colossus ဆိုရင်အရှိမီတာ20အထိရှိခဲ့ပါတယ် Bacillus cereus နဲ့ဒရူဒွန်ထိန်တို့ဟာလွန်ခဲ့တဲ့နှစ်တန်း42တန်းကနေ34တန်းထိ Eocene skin မှာအတူတူကနေထိုင်ခဲ့ကြပါတယ် သူတို့ဟာခေတ်သစ်စီတစီယန်တွေနဲ့အလို့တူညီပြီးတော့ရေထဲမှာအပြည့်အဝနေထိုင်နေပြီးဖြစ်ပါတယ်။သူတို့ရဲ့တသက်တာလုံးကိုသမုတ်တရားထဲမှာကုန်ဆုံးကြပြီးတော့ကလေးမွေးဖွားခြင်းမှာရေထဲမှာဖြစ်ပါတယ်။သူတို့ဒွန်းထင်းရဲ့အချို့သောအဆက်နယ်တရားခေတ်သစ်စီတစီယန်တွေအဖြစ်နဲ့စင်ကဲပြောင်းလဲသွားခဲ့ပြီးမြန်တဲ့ဘက်ဆယ်လီယိုဆိုရီအားလုံးကတော့မျိုးတုံးခဲ့ပါတယ်။ဘက်ဆယ်လီယိုဆိုရီဒီတွေစင်ကဲပြောင်းလဲလာခဲ့တဲ့အစိုးပိုင်းမျိုးနယ်စုကတော့ producer day လို့ခေါ်တဲ့တဝက်ရင်နေစီတစီယန်အုပ်စုပဲဖြစ်ပါတယ်။ ပရိုဒူဆာချိုဟာခလေးမွေးဖွားဖို့နဲ့ထိန်းချုပ်မှုအတွက်ခေတ်သစ်ပြန်တွေလိုမျိုးကုန်းပေါ်ကိုတခါတရံပြန်တက်လာခဲ့ပါတယ်။ဒါပေမဲ့တခြားပရိုဒူဆာတွေကသူတို့ရဲ့အလွန်သေးငယ်သွားတဲ့တင်မဆုံရိုးတွေကိုကြည်ကျင်းအပြင်ကုန်းမြေကိုလုံးဝစွန့်ခွာသွားနိုင်တယ်လို့သိရပါတယ်။သူတို့ရဲ့နှာခေါင်းပေါက်တွေကကြီးမားနေသေးပြီးနာသီးထည့်ရဲ့တဝက်လောက်မှရှိနေပါတယ်။ပရိုဒူဆာတွေကပထမဆုံးသောစေတစီရဲ့မျိုးနယ်ဖြစ်ပြီးတော့ကဘာတိုက်ကြီးအများပြားကိုပြန့်နှံ့ခဲ့ကကဘာလုံးဆိုင်ရာဖြန့်ကျက်မှုနီးပါးရှိခဲ့ပါတယ်။သူတို့ရဲ့ဘိုးဘွားတွေဖြစ်တဲ့ရီမေထွန်နိုဆက်ဒေးတွေဟာ ွန်ခဲ့တဲ့နေသန်း49သန်းကနေ53သန်းအထိနေထိုင်ခဲ့ကြပြီးတော့ပင်လယ်ကိုအလုံးမင်းမိခိုနေထိုင်ကြောင်းပြသခဲ့ပါတယ်။သူတို့ရဲ့နှာခေါင်းပေါက်တီးဟာနှာသီးထိပ်မှာပဲရှိနေသေးပေမဲ့နှုတ်တဲ့တက်တော်တွေကဟန်ချက်ညီမှုကိုအာရုံခံဖို့အသုံးပြုတဲ့နားထဲကစက်ဝိုင်းပုံပြုံငယ်လေးတွေဟာအရွယ်စားသိငယ်သွားတာတွေ့ရပါတယ်။ဒါရင်နေဘဝကိုပြောင်းလဲနေကြောင်းညွန်ပြနေပါတယ်။ရမီတိုနိုဆက်တူရဲ့ခြေလက်တွေကတိုးတောင်းပြီးတော့လမ်းလျှောက်ခြင်းနဲ့ရေကူးခြင်းအတွက်ပုံမှန်တင့်တော်ပါတယ်။သူတို့ကရေတင်ပိုင်းပင်လယ်ပြင်ပတ်ဝန်းကျင်မှာနေထိုင်ပြီးရေချိုးကိုမိခိုနေထိုင်ခြင်းမရှိတော့ပါဘူး။သူတို့ရဲ့ပုံပြီးရှေးကျတဲ့ဆွေမျိုးများဖြစ်ကြတယ်။ ။အမ်ဘူလိုဆက်တေးတွေကတော့ရေချိုကိုအတိုင်းတာတစ်ခုတည်းမိခိုနေထိုင်မှုကိုပြသနေပါတယ်။အမ်ဘူလိုဆက်တွေဟာစားပါဝင်မှုအတိုင်းတာအမျိုးမျိုးရှိတဲ့ရေတွေကိုတောက်သုံးခဲ့ပြီးစားအာရုံခံစားမှုအများပြားကိုခံနိုင်ရှိကြပါတယ်။ဒါကြောင့်သူတို့ကဝေလံငါးပိုးပွားများအတွက်ရေချိုမှပင်လယ်နေထိုင်ရာသို့ကူးပြောင်းတဲ့အဆင့်ကိုကိုးစားပြုပါတယ်။အမ်ဘူလိုဆက်တစ်ဆိုတာကတော့လမ်းလျှောက်သောဝေလံငါးလိုအထိပ်ပဲရပြီးသူ့ရဲ့ထူးဆန်းပြီးတော့ဆိုးရတဲ့ပုံမှန်သဏ္ဍာန်ကြောင့်ရှေးကြဆုံးဝေလံငါးမျိုးနယ်တွေမှာထင်ရှားဆုံးဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ယိုသားပြောမယ်ဆိုရင် तू ဟာတမင်တကောင်ကနေဝေလံငါးဖြစ်နေပုံပြောင်းသွားတာမျိုးမျော်လင့်ထားတဲ့ပုံတိုင်းနှိပါတူနေပါတယ်။ MLC test ရဲ့ကြောက်ဖြစ်ရုပ်ကျင်းကိုပါကစ္စတန်မှာရှာဖွေတွေ့ရှိခဲ့ပါတယ်။ तू ဟာပူပိုင်းမိုးတေတော်တွေနဲ့ကန်ယုန်တန်းဒီရေတော်တွေမှာနေထိုင်ခဲ့ပါတယ်။ MLC test တွေဟာရေထဲမှာကုန်းပေါ်ထပ်ပုံမှုလှုပ်ရှားသွားလာနိုင်ပေမယ့်ခန္ဓာကိုယ်ပုံစံကိုတီထွင်ထားတဲ့ citizen မျိုးနဲ့ဖြစ်ပါတယ်။ခေတ်သစ်မြေပြန်လိုမျိုးရေကူးတယ်လို့ယူဆရပြီးကုန်းပေါ်မှာဆိုရင်တော့ပင်လယ်ပြန်လိုမျိုးလမ်းလျှောက်ခဲ့နိုင်ပါတယ်။သို့တော်လည်း MLC test ဟာအလွန်ထိရောက်တဲ့ရေကူးသမားမဟုတ်ပါဘူး။ သူတို့ဟာမိเจ้าအနေနဲ့စင်တူတဲ့ချောင်းမြောင်းစားတတ္တဝါတွေဖြစ်ကြပါတယ်။စေတစီယန်ရဲ့အစောပိုင်းပုံစံကို package စီတဲလို့ခေါ်ပြီးတော့လွန်ခဲ့တဲ့နှစ်တန်း50ခန့် EOCS kit အစောပိုင်းမှာနေထိုင်ခဲ့ကြပါတယ်။သူတို့ရဲ့ကြောက်ပြရုပ်ချင်းတွေကို1989ခုနှစ်မှာမြောက်ပိုင်းဘက်ကေချာမှာပထမဆုံးစတင်တွေ့ရှိခဲ့ပါတယ်။သူတို့ဟာခေတ်သစ်ဝေလံငါးတွေနဲ့လုံးဝမတူသလိုနေထိုင်မှုပုံစံလည်းလုံးဝကွာခြားပါတယ်။ဘက်ကစီတက်တွေကသူတို့ရဲ့ခြေထောက်ပုံတန်တန်ကိုကြည်ကြည်အဖြစ်ရေကူးမကျွမ်းကျင်တာထင်ရှားပါတယ်။ဒါပေမဲ့သူတို့ရဲ့အယူအဆတွေကပုံမှန်မဟုတ်ဘဲနဲ့ထူးထဲနေပါတယ်။ သူတို့ကရေကြိုအနီးမှာနေထိုင်ကြပြီးတားကောင်ဖန်ဆားသူတွေဖြစ်ပါတယ်။ဘက်ကစီတက်စီဟာရေအေးမျက်စီကိုရေတောက်ဖို့ချင်းကက်လာတဲ့ကုန်းနေတလိမ့်ဆန်တွေကိုအမဲလိုက်နိုင်ခဲ့တယ်လို့မြေတီထဲမှာနေထိုင်တဲ့တချို့သောရေနေတပ်တော်တွေကိုလည်းအမဲလိုက်နိုင်ခဲ့ပါတယ်။ဘက်ကစီတက်တွေကိုစေတစီယံလို့သတ်မှတ်စေနိုင်တဲ့ထူးခြားတဲ့အချက်တွေကတော့နာယုဖွဲ့စည်းပုံနဲ့ဥကောင်းကုန်ဖွဲ့စည်းတဲ့ပုံစံတန်းဖြစ်ပြီးတော့သူတို့ဟာစေတစီယံတွေနဲ့ဆင်တူပါတယ်။လေလာမှုတွေရဘက်ကစီတက်တွေရဲ့သွားတွေဟာလေကြောက်ပြေရုံကြီးဝေလံငါးတွေရဲ့သွားတွေနဲ့ဆင်တူတယ်လို့သိရပါတယ်။အကြိမ်များကျွန်တော်တို့မျိုးနယ်ကိုပုံပုံနောက်ဆော့ပြီးတော့ခြေရခန့်ကြည့်မယ်ဆိုရင် အင်ဒိုဟိုင်းစတိုကိုတွေ့ရပါလိမ့်မယ်သူတို့ဟာစစ်တစီယံမဟုတ်တော့ဘင်းနဲ့စစ်တကာရဲ့အနည်းဆက်ဆုံးညီမအုပ်စုဖြစ်တယ်ရိုင်လိုဂျင်းမျိုးရင်းပဲဖြစ်ပါတယ်အင်ဒိုဟိုင်းစ်ကြားဖြစ်ရုပ်ကျင်းကို1981ခုနှစ်မှာအိန္ဒိယနိုင်ငံကက်ရှ်မီးယားမှာပထမဆုံးရှာဖွေတွေ့ရှိခဲ့ပါတယ်သူနဲ့ဘက်ကစ်ဆက်တို့ဟာအာလီထိုင်လာမျိုးစင်အတွင်ကဘိုဘာတူဦးတဲကနေစဉ်သက်လာတာပါအင်ဒိုဟိုင်းစာမြင်ရတဲ့ပုံစံနဲ့မတူပေမဲ့ရင်းနေဘဝနဲ့လိုက်ရောညီထင်မှုလက္ခဏာရက်တွေကိုပြသနေပြီးအဲ့ဒီထဲမှာရေပေါ်ပေါက်မှုကိုလျှော့ချနေတယ်ရေပေါ်ပေါက်မှုကိုလျှော့ချပေးနေတဲ့တိတ်သေးတဲ့ခြေလက်အယိုးများပါဝင်ပါတယ် ဒီလိုလိုက်ရောညီထွေးမှုမျိုးဟာခေတ်သစ်ရေနေနိုးတိုက်တတ်တော်ဝါဖြစ်တဲ့ရေမင်းနေမှာတွေ့ရတယ်။လိုက်ရောညီထွေးမှုမျိုးနဲ့ဆင်တူပါတယ်။အင်ဒိုဟိုက်ဆာရင်းနှီးခေတ်ကြွက်သမင်ဒါမမုတ်ဂျီဗရဒင်းနဲ့ဆင်တူပြီးတော့တားကောင်တွေကိုရှောက်တင်းမှုအတွက်ရေတဲကိုငုံရှိုးဝင်ရောက်လာပြီးရေအောက်မှာမင်းနဲ့အနေငယ်ချာပုံအောင်နေတာမျိုးစတဲ့အသက်ရှင်တဲ့အင်းနီးပြွာကိုအုံပြနိုင်ခဲ့ပါတယ်။ဒီလိုနည်းနဲ့ပဲဝေလာငားနဲ့လပိုင်းနေရာရက်ကွန်ရွယ်ကုန်းနေတလိမ့်ဆန်တကောင်တော့ ကုန်းနေတလေးဆန်ဒကောင်ကနေစားပြီးရင်းနေကိသမုတ်တရားထဲမှာနေထိုင်နေရင်းနေအရာမကြီးတွေဖြစ်နေတဖြည်းဖြည်းဆင်ခဲ့ပြောင်းလဲလာခဲ့ပါတယ်ကုန်းမီမှာရင်းနေပဝင်းကျင်သူကူပြောင်းခြင်းရဲ့အစကို ambulance test နဲ့လွန်ခဲ့တဲ့နှစ်တန်း49တန်းခန့်ကစတင်ခဲ့ပါတယ်ကြောက်ပြောင်ခြင်းအထောက်ထားတွေရကုန်းမီမှာရင်းနေဘဝတို့အပြည့်အဝကူပြောင်းခြင်းဟာနှစ်တန်း40ခန့်က vaccinosorate များပေါ်ပေါက်လာခြင်းနဲ့တူ uss နောက်ပိုင်းကာလကစပြီး citizen ရဲ့တွေဟာကုန်းမီနဲ့လုံးဝကင်းလွတ်ခဲ့သွားတယ် ကုန်းမြင့်နဲ့လုံးဝကင်းလွတ်သွားခဲ့ပါတယ်။သူတို့ကပင်လယ်ပြင်ကိုရွေးချယ်ပြီးအောင်းနှံခဲ့ကနောက်ကျောင်းကိုလည်းမကြည့်တော့ပါဘူး။သူမတို့ပဲဘဝတင်မှာအခြေအနေနဲ့ပြောနေပြီးမို့လို့တင်းစီမှာဘယ်တော့မှပြန်လာတော့မှာမဟုတ်ပါဘူး။ကဲအစုံကြီးကြည့်ရှုပြီးလို့ကြီးစုပါ